ဒါကတော့ကမ္ဘာဒီဇိုင်နာကြီးတွေတောင်လူရဲ့ဝယ်ယူနေရတဲ့မြမတစ်ခေါက်ဆိုအထည်တွေပဲဖြစ်ပါတယ်။မြမပြည်မှာတစ်ခေါက်ဆိုခြင်းအတတ်ပညာဟာခေရရေးစီးချောင်းတွေနဲ့တူပကံခေကလေးကအမွေစီးစင်းလာခဲ့တာဖြစ်နေပြီးဒီကနေ့တိုင်းတစ်ခေါက်ဆိုခြင်းဖန်ရည်ဆိုခြင်းလုပ်ငန်းတွေကိုအခိုင်အမာလုပ်ကိုင်နေသေးပဲဖြစ်ပါတယ်။ဒါအပြင်တဘာဝလက်မှုချီတဲ့ပစ္စည်းစစ်စစ်ဖြစ်တာမလို့ဂျမ်းမာရီတော်လဲကောင်းကျိုးများစေပြီးလှပါမှုကလည်းနှစ်ရှည်လာများတာရှည်ခံတယ်လို့သိရပါဗျ။တစ်ခေါက်ဆိုးဖို့အတွက်အရွက်တွေကိုရွေးချယ်တဲ့နေရာမှာ မုံညင်းမကြီးတကြဘိုးကအစရှိတဲ့တန်နင်တန်များတဲ့အရွက်တွေကိုရွေးချယ်ကြရတာပါ။ဘာကြောင့်လဲဆိုရင်တော့ဒီရွက်တွေဟာအယောင်ပိုဆွဲပြီးတော့ပုံမှန်အရာတိတာစီတယ်ဆိုတာကြာကြာခံလို့ဖြစ်ရပါတယ်။တဘာဝချက်တဲ့ခီးသွားတွေကလည်းမြမကြီးရွာတွေကိုရောက်လာပြီးတော့ဓာတ်ရိုက်ဝယ်ယူကြပါတယ်။အခုမြင်နေရတဲ့မြမနိုင်ငံသူလေးဆိုရင်တော့တစ်ခေါက်ဆိုးတဲ့ပဝါတထည်ဖြစ်ဖို့အတွက်အာသွန်ခွန်ဆိုင်ကြိုးပမ်းနေတာဖြစ်ပါတယ်။ပထမဆုံးဖြူဖွေးတန်းစင်နေတဲ့ခြေစားတွေပေါ်မှာအမြင်လာမဲ့တိရွက်နဲ့ပန်းချောက်တွေစီရီပြီးတော့ပိတ်စပုံတင်ထားလိုက်ပါတယ်။ ပြီးရင်တော့ပိတ်စားပေါ်မှာအရွက်တွေကိုလှပစွာနေရာချပြီး PVC ပြောဒါမှမဟုတ်ရင်တက်တုံးနဲ့လိပ်ကကျိုးနဲ့ခြေထားပါရီအဲဒီနောက်မှာတော့ရင်နွေးငွေးနဲ့နှစ်နာရီကြာချက်ပြုတ်ပါတော့တယ်ဒါမှသာအရွက်တွေရဲ့အယောင်ကပိတ်စားပေါ်ကိုစိတ်ဝင်သွားမှာဖြစ်ပါတယ်ရင်နွေးပောင်းရဲကထွက်လာပြီးဆိုရင်တော့အခုမြင်နေရတဲ့အတိုင်းဖြူပွင့်နေတဲ့ပိတ်စားချမ်းပေါ်မှာတိရွတ်တိရွတ်ချင်းစီရဲ့အကြောအရွက်အထိပုံမှန်ကျနာစွာပေါ်လွင်နေပါပြီ ဒါကြောင့်ဒီလက်မှုဒယ်ရီကိုကမ္ဘာဈေးကွက်တဲထီတင်ပို့ရောင်းချကြပြီးဘာမအီကိုပရင်တင်းဒယ်ရီဟာနိုင်ငံတကာဈေးကွက်မှာဆိုရင်တော့ဒေါ်လာ90ကနေ200အထိပေါင်ဈေးရှိပါတယ်။ဥပမာဂျပန်နဲ့ဥရောပဈေးကွက်တွေမှာဆိုရင်တော့ဒီပိတ်စရိုင်းနဲ့လောက်ထားတဲ့အိတ်စကတ်အိမ်သုံးပရိဘောဂါတွေကိုလူကြိုက်များလို့နေပါတယ်။တကယ်တော့ဒီလက်မှုဒယ်ရက်လုံချင်းအားဆိုရင်တော့မြမမူဝိုင်ဆက်စစ်တော်မဟုတ်ဘဲနဲ့လာဗီယာနိုင်ငံကနေအစာပြိုးခဲ့တဲ့ပညာရေးဖြစ်ကအာရှနဲ့ဥရောပမှာရာစုနှစ်ပေါင်းများစွာရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ကမ္ဘာနိုင်ငံအသီးသီးကိုပြောင်းလဲခဲ့ပြီးမြန်မာပြည်မှာဆိုရင်လည်းပုဂံခက်ခဲကဒီသိရွယ်အယောင်တွေနဲ့ပကြီးဆွဲတဲ့ပညာရက်တွေကိုစတင်ကျင့်သုံးခဲ့တယ်လို့သိရပါဗျ။ပုဂံခက်ရဲ့ပြုတ်ကြပြားတွေနဲ့ နေရန်စီးရေးပကြီးတချို့မှာဆိုရင်တော့မြမခေါ်တစ်ခေါက်ဆိုခြင်းဒါမှမဟုတ်ရင် eco printing လို့ခေါ်တဲ့ဖန်ရည်ဆိုခြင်းအတတ်ပညာတွေကိုအမျိုးသမီးတွေဟာစိတ်ပါဝင်စားစွာပြုလုပ်ခဲ့ကြောင်းတွေ့ရပါတယ်။ဒါကြောင့်ဘိုးစင်ပေါင်းဆက်အသုံးဝင်ခဲ့တဲ့ဒီနေပညာတွေကိုကာလရှည်ကြာစွာထိမ့်သိမ်းလာပြီးရနောက်လွတ်လပ်ရေးခေတ်နောက်ပိုင်းမှာဆိုရင်တော့တဖြည်းဖြည်းနဲ့တိမ်ကောခဲ့လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မြမမြင်းနဲ့ကိုက်ညီတဲ့ဒီပညာရက်တွေကို မြမကျေးရွာတွေမှာထိမ့်သိမ်းဖို့လိုအပ်နေပါပြီ။သခိုင်းတိုင်းကကျေးရွာတစ်ခုမှာဆိုရင်တော့အမျိုးသမီး20ကျော်စုပေါင်းပြီးဒီလက်မှုလုပ်ငန်းကိုလုပ်ကိုင်နေကြရလို့သိရပါတယ်။သူတို့ရဲ့ထုတ်ကုန်တွေကိုအွန်လိုင်းကနေနိုင်ငံတကာကိုတင်ပို့နေပြီးတလားကိုဒေါ်လာ900ကျော်ဝင်ငွေရနေတာဆိုတော့ကျေးလက်ဒေတာဖွံ့ဖြိုးရေးအတွက်ဒီပညာရက်ကရွှေရနာတပားပါပဲနော်။ဒါကြောင့်လူချင်းမင်းတို့လည်းအခုလိုအရေးပါလာတဲ့မြန်မာရိုးရာအတတ်ပညာအကြောင်းတွေကိုအားလုံးသိရအောင်လို့ဒီကနေ့ဗီဒီယိုလေးကိုဝိုင်းပြီးတော့ share ပေးခဲ့ကြပါအောင်ရှင့်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါ။ Like, gang share, subscribe. Bye bye.